ညာတွေရမ်းတက်လာတဲ့အခါမှာကိုယ့်ရဲ့အဖေအမေကကိုတက်ခဲ့တဲ့ပညာလောက်မတက်တဲ့အခါမှာအထင်သေးတတ်တဲ့သားသမီးတွေရှိတယ်။နော်အဲ့ဒါလေနောင်တရမှာဖြစ်တယ်။သူကသာတင့်ကိုကြောင်းမထားပြီးပဲနဲ့သူပဲကြောင်းထားတခါလေသူပဲဒီဂရီတစ်ခုပြီးတစ်ခုသူ့အတွက်ပဲသူယူမယ်ဆိုရင်တင်ပညာတက်ဖြစ်လာစရာအကြောင်းမရှိဘူး။ဟုတ်လား။တချို့တွေကလည်းမိဘနဲ့ပတ်သက်လာလို့ရှိရင်မိဘရဲ့ဝတ်စားစင်ပုံအပေါ်မှာမူတည်ပြီးတော့မိဘရဲ့အလုပ်အကိုင်းပေါ်မှာမူတည်ပြီးတော့အထင်သေးတတ်တဲ့သူတွေရှိရဲ့။ကိုယ့်ရဲ့မိဘကတက္ကစီမောင်းနေလို့ တခါတည်းလူရှိမှထုတ်ပြီးတော့မဖော်ပြရဲလောက်တိရှက်နေတယ်ဆိုရင်ဟေးပြောပြမယ်သူကတက္ကစီမောင်းပြီးတော့နေအတွက်တကယ့်ကိုပေးဆက်ခဲ့တာဘာဖြစ်လို့ကိုယ့်ရဲ့အဖေကိုယ့်ရဲ့အမေကိုထုတ်မကြွားရဲရမှာလဲဟုတ်လားတချို့မိဘတွေကပေးပြုတ်ရောင်းပြီးတော့သားသမီးပညာရေးအတွက်ကြွေးကြတယ်ဈေးထဲမှာငစိမ့်တဲ့ဘဝနဲ့တခါတည်းလက်တွေကိုအနာတွေပေါက်ပြီးတော့နူမတက် ကိုယ့်ရဲ့သားသမီးအတွက်ကြွေးကြတယ်တချို့မိဘတွေကအမိုက်ကောက်ပြီးတော့ကြွေးတယ်ဟေးကုံကုံပြောမယ်တချို့အမေတွေဆိုပြစ်ဒဏ်လုပ်ပြီးတော့တောင်ကြွေးကြတယ်အမေအဖေကိုဘယ်တော့မှဘယ်တော့မှအပြစ်မမြင်ပါနဲ့ကိုယ့်ရဲ့ဗဇက်တစ်ပောက်အတွက်သူတို့မှနော်လုံဆောင်ခဲ့တဲ့အရာတွေအများကြီးရှိတယ်မှန်ပါတယ်သူတို့အနေနဲ့ဘုရားကိုမကြောက်ရွံ့လို့ဘုရားရဲ့နှုတ်ကပတ်တော်ကိုမသိလို့မှားယွင်းနေတဲ့အချိန်တွေရှိကောင်းရှိပါလိမ့်မယ်တိုးတော်တစ်ဖက်မှာနားလေစေခြင်းတဲ့အရာကမိဘဆိုတာတင့်ပေါ်မှာအလွန်ကျေးဇူးကြီးတဲ့သူဖြစ်တယ်ဘုရားသခင်ပြီးရင်တင့်မိဘကတင့်အတွက်အရေးကြီးတဲ့ပုံကိုဖြစ်ရမယ် Amém.